ကဲကဲကဲနေသူတို့မြင့်မြတ်တို့တော့ဘောမာတဲ့ကိစ္စကတော့ဖြည့်ရှင်းလို့မကုန်တော့ဘူးအခုဒါဘုကျုံစော်မင်းထုံးကအားလုံးကအတီးပြူလိုက်ပြီဒါဒီသူတို့ရဲ့စစ်သက်ရွေးကောက်ပွဲဝါရဖြန့်ဒီနေသူတို့ရိုက်တဲ့ဇကောက်ကိုဝေဖန်တဲ့ driver မိုက်သီးပါဝင်မင်းသားကျော်ဝင်းထွန်းနဲ့ဟာသာတေုပ်ဆောင်အွန်လိုင်းတို့ကိုဖမ်းဆီးပြီးတော့ထောင်နှံသို့မဟုတ်ဒေတံပေးပါဖြစ်ကြောင်းဒီလင်းကိုခြေညာလိုက်ဆိုတော့တော်တော်လေးကိုတနိုင်ကလုံးဝထိတ်လန့်ကုန်ပြီပေါ့နော်ဆိုတော့အခုမှဒါ အစာရွက်ပြန်ကြားရေးဝန်ကြီးဌာနရဲ့အစာရွက်အတုလုပ်ပြီးတော့ဟိုနေသူတို့ကဘယ်လိုပြောမလဲသူတို့ကဖိအားပေးခံရလို့เนาะဒါဒီဟာကိုရိုက်ရတာပါဆိုရဲအနေထားမျိုးကိုချပြလိုက်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ပြောတဲ့เนาะပြောတဲ့ရုပ်ရှင်ဇာတ်ကြီးနေဝင်းရဲ့ပြောတဲ့ရုပ်ရှင်ဇာတ်ကြီးထိုင်းနိုင်ငံမှာယုံနေတဲ့အခါမှာကြည့်ရှုသူလာရောက်ကြည့်ရှုသူတယောက်တော့မရှိလို့ပြန်လည်ပြီးတော့ပိတ်သိမ်းလိုက်ရတဲ့အကြောင်းလင်းကြားသိရတယ်ပေါ့နော်။ဆိုတော့ပြည်သူတွေရဲ့ဘဝကိုပထမအဆင့်အောင်မြင်နေလို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်။ ဆိုတော့အခုကနေသူကိုလေရခိုင်တပ်တော် A ကလေ change ချောက်လိုက်ပြီး PDF ငါဖွဲ့ကလေနေသူတို့နော်မြင့်မြတ်တို့နော်ဒါကြတော့အဲ့မှာပါဝင်နေမင်းသမီးနော်နှစ်ယောက်နဲ့အထူးသဖြင့်မင်းသားနော်၄ယောက်ကိုဒါပြည်ရသင်ချိုင်းဒါမဆိုင် PDF ငါဖွဲ့ကချိန်ချလိုက်ပြီဖြစ်တယ်ဒါဒါကဘယ်လိုပြောရမလဲကိုရင်ဘူးကိုရသူဆိုရမျိုးလုံးချင်တာမဟုတ်ပဲနဲ့တကယ်ကိုမှဒီလူတွေဟာ ဟိုဒေါ်လာယင်းကမိုးထောင်တာဒေါ်လာယင်းမဟုတ်ဘူးဆိုရင်နေထား message ကိုလာပေးတာဖြစ်တဲ့အတွက်ဟိုနေတိုင်းပုံချဲနေတဲ့နော်ပုံချဲပြီးတက်နေတဲ့ဒါစစ်ကောင်စီကိုကြတော့ဘာမှအပြစ်မမြင်ဘဲတကုလိုမျိုးနော်ဟိုအမှန်တရားဆိုတိုက်ခိုက်နေတဲ့သူတွေကိုကြတော့ကုလိုမျိုးပြောတာကလုံးဝမဖြစ်သင့်ဘူးဆိုရင်နေထားမျိုးနဲ့ကိုတော်တော်လေးဥပောက်ဝဲနေကြပြီတော့ဗီဒီယိုပေကရှင်းလင်းဖို့အတွက်အဆုံးဖြတ်လိုက်ကြပြီဖြစ်တယ်ပေါ့နော်ဒါဆိုစစ်ကောင်စီက ထုတ်ပြန်လိုက်တာနေသူတို့ကိုဝေဖန်လို့ရှိရင်ထောင်နဲ့ငားနဲ့တမို့သေးတယ်ပြည်မယ်လို့ပြည်သူတွေအပြောဆိုသွားလာယူဆကြပါတော့။